ဒီဆက်လက်တင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတပုတ်ကတော့ကိုလဆုဝီရေးသားတဲ့နှလုံးရည်ပြည့်ဝခြင်းဆိုဒီကဆိုတဲ့ဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။ကျန်းဖက်တက်ဟာ2021ဖေဖော်ဝါရီ1ရက်ကစပြီးတော့ပြည်သူကို အပီးပိုင်ကြောခိုင်းတွားကြလေးပြီလို့ပြောစမှတ် တွင်နေတော်လဲတကယ်တမ်းမှာ1990ခရဲကကျန်းဖက်တက်ရဲ့ဂုံတိတ်ခါရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။ အနိုင်ရတဲ့ပါတီကိုအာဏာလွှဲပေးမယ်ဆိုကကဘာတိတိုင်းတိပြည်တိကြီးညာကဥစည်းပြုလုပ်ပေးခဲ့တဲ့ရွေးကောက်ပွဲကြီးမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မှတောင်ပြူကမ်းပြူအနိုင်ရခဲ့တဲ့အခါမှာတော့စစ်ဘုတ်ချုပ်ကြီးများရဲ့ဂရိသစ္စာဆိုဒီကကုန်းကောက်၍ပင် မရတော့အောင်ပျောက်ဆုံးသွားခဲ့ရပြီဖြစ်ပါလေ။ဤဒီပါလဲအားလုံးအသိပင်ဖြစ်လို့အကျဲချက်မပြောလို့တော့ပါဘူး။အကယ်၍သာအကျန်းဖတ်တက်ဟာနိုင်ရပါတီလက်ထဲ တိုင်းပြည်အာဏာကိုထိုးစင်ကြတဲ့ကလွှဲပြောင်းပေးတာဗိုလ်ချုပ်ကြီးစောမောင်ပြောတယ်လို့စစ်တမ်းလျောက်ကိုပြန်သွားမယ်ဆိုရင်မြမပြည်ဟာယခုလောက်ဆိုအာရှရဲ့ကြားရကောင်အစင်အတန်းရောက်ရှိနေလောက်ပါပြီအ ਨੇ ဆုံးလက်ရှိဘီယန်နန်နေထားကိုကောင်းစွာတာလွန်နေပြီဖြစ်ပါတယ်အကျံပတ်စစ်ကောင်းဆောင်ဆက်ဆက်အမျိုးသမီးတယောက်ပေါ်မနာလိုစိတ်ကြီးစွာနဲ့နင်မောင်းအောင်လှုပ်ခဲကြတဲ့အမားကိုနှစ်ပေါင်း30ကြာလဲဆက်လက် ကျူးလွန်ခဲ့ကြပြန်ပါတယ်လက်ရှိစစ်ကောင်းဆောင်ပိုင်းရဲ့အရေးအသွေးညံဖြစ်နေမှုနိုင်ငံရဲ့အုပ်ချုပ်ရေးရန်နရာအသီးသီးမှာစစ်ဘူစစ်သားများက ဝင်ရောက်ကိုလိုနီပြုအုပ်ချုပ်နေမှုများဟာ၎င်းတို့အတွက်ပျက်စီးရာပျက်စီးကြောင်းလမ်းကိုရှောက်လန်းနေကြခြင်းသာဖြစ်ပါတယ်ရေကောက်ပွဲလှုပ်ဖြစ်ခဲ့သည်ဆိုက ရန်သူနဲ့ဆင်းဆက်လူသော ရွှေပြည်ဝါရီများ ရန်သူပေးမဲ့မဒရာရေစာအခွင့်အရေးများနဲ့တင်းတိမ်ကြမဲ့အချောင်သမားဝါဒီများငါတိငါတက်နေရာယူလိုသူများအရှူရှူထွက်ပေါ်လာကြမိမှလဲဓမ္မရာပင်ဖြစ်ပါတယ်ယခုခါမှာတော့ပြည်သူများဟာမိမလားချင်းတွေကိုက်အမောင်ထဲမှာငုတ်တုတ်ထိုင်ငါမိလာလျင်ရေတင်ထမင်းချက်ရန်ဆောင်ဆိုင်နေကြရတဲ့ဘဝကိုဖျက်တမ်းနေရပြီဖြစ်ပါတယ် ိမိတို့တိုင်းပြည်ဟာစစ်အာဏာရှင်များ လက်အောက်မှာသကောတွေထဲ့လိုက်ခံရတဲ့ဇီးဒီလုံးများပမာဆယ်စုနှစ်ပေါင်းများစွာ ပြောင်းဆန်အောင် ခံခဲ့ကြရသည်မှာရင်နာဖို့ကောင်းတဲ့ပြင်လွန်စွာမှနှမျောကြည်ကွဲဝယ်ကောင်းလာပါတယ်ဒီဒီချိန်မှာတော့ anat is anat ဆိုတာလူလူဟာဆက်လက်သိင်းကြီးမခံနိုင်ကြတော့ပဲတူမင်းနဲ့ပင် ခုခံတိုက်ခိုက်လာကြပြီဖြစ်ပါတယ် စနေဟောင်းကိုဖြိုဖျက်နိုင်ခြင်းမရှိသရွေ့မိမိတို့ဟာ ပခုံးနှစ်ဖက်ကြားခေါင်းပေါက်နေသူချင်းတူပါလျက်စားရမယ့်တောက်ရမယ့်ဘဝနဲ့ရုန်းကန်နေကြရတော့မှာဖြစ်တယ်လို့သဘောပေါက်နားလေလာကြလို့စနစ်တကို တီဆောက်မဲ့တိုက်ပွဲဟာလွန်တရာပြင်းထန်ဗေလိမိတာဖြစ်ပါတယ်အာနာရှင်များကလည်းရရဆက်ဆက်နင်းမျိုးစုံတုံးဖိနှိပ်ခြေမုံညမိတာဖြစ်ပါတယ်ထို့သောပြင်းထန်လာသောတိုက်ပွဲမှာနှလုံးရည်သာမကဲ့ လယုံဤသာမကနှလုံးဤနဲ့ပြေဝဖို့ဟာလေအထုလိုအပ်လာပါလေ။ဤဒီကအားလုံးသိကြတဲ့အမှန်တရားများသာ ဖြစ်ပါလေ။ထို့ကဲ့သို့သောအကြောင်းအရာများကိုတစုံတဝူးနဲ့အခြေတင်ပြောမိဆိုကအရင်ဦးဆုံးကိုကိုကိုပြန်မေးရမှာကတဖက်လူဟာ၎င်းနဲ့ကွဲပြားသောအမြင်ဖြင့်တင်ပြလာမဲ့အယူဆများကို နားလည်လက်ခံနိုင်စွမ်းရှိအောင်စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုရှိနေမနေဆိုသည်ပင် ဖြစ်တယ်လို့ဗြိတိရှအမျိုးသမီးတရုတ်ဆောင်ဟယ်လင်းမစ်စမီယင်းကပြောခဲ့ဘူးပါတယ်ထို့သောရင်းချက်သူမဟုတ်ကမိသူများဆက်ပြော၍အတိတ်ပဲရှိမှာမဟုတ်ပါဘူးအခြေတင် ပြောရဖို့ရှိလာတိုင်းမိမိရဲ့ energy တုံး၍အကျိုးထူးလာနိုင်မီလားဆိုသည်ကို အရင်သုံးသပ်ရမှာပါတခါတည်းမှာမိမိကမိများပင် အကျိုးသင့်အကြောင်းသင့်ရှင်းပြနေစေကာမူတစ်ဖက်လူဟာမိမိပြောတာကိုနားထောင်နေခြင်းမဟုတ် မိမိစကားဆုံးမှာပြန်လဲခြေပရန်ဆောင်ဆိုင် နေခြင်းမျိုးသာဖြစ်ပါတယ်ထို့သောလူမျိုးများက၎င်းတို့ရဲ့အယူဆများကြားမှာနင်းမိုးနေကြသူများဖြစ်ပါတယ်အခြားလူတူဦးအမြင်ကိုနားထောင်လို့စိတ်မရှိကြထို့သောလူမျိုးများနဲ့ပြောဆိုဆက်ဆံခြင်းဖြင့်မိမိရဲ့ energy ကုန်ခန်းဖို့သာရှိပါတယ်မိမိရဲ့အတွင်းမြင်ကြွယ်ဝဖို့တန်ဖိုးထားသူတူဦးနဲ့စကားသမီးပြောဆိုရခြင်းဟာကိုယ့်ဘက်က ူပြောသည်ကိုသဘောတူစရာမရှိလျင်ပင်လွန်စွာစိတ်ချမ်းမေ့ဘွေရာပင်ဖြစ်ပါれ။သို့တော်၎င်းတို့ယုံကြည်လက်ခံထားမှုမှကြော်လွန်၍မိတို့ရောအကျိုးသင့်အကြောင်းသင့်ပြောသည်ကိုနားလည်ဖို့မကြိုးစားသူများအားပြောဆိုခြင်းဟာနယံကို ပြောနေခြင်းမျိုးနဲ့အလားတရာတူပါလိမ့်မယ်။မိမြပင်ယုတ်တိကြကြနဲ့အမှန်တရားများကို ချဲ့လက်များနဲ့တင်ပြနေစေကားမူ၎င်းတို့ကဌာနကောက်လမ်းလွဲ့ ငင်းခုန်ကြလိမ့်မိတာဖြစ်ပါတယ်ထို့သောလောက်လာကြသည်မှာလဲကိုဘက်ကမှားနေ၍မဟုတ်အခြားတစ်ဖက်ကို မြင်အောင်ကြည့်လို့စိတ်မရှိကြသောကြောင့်သာဖြစ်ပါတယ်ရင်ကျက်မှုဆိုသည်ကညင်းခုံမှုတွင်အနိုင်ရအောင်ပြောနိုင်ခြင်းမဟုတ်ဘယ်အချိန်တွင်ညင်းခုံနေ၍မတန်တော့ဟုသိရှိခြင်းမျိုးသာဖြစ်ပါれ ကိုကိုကိုစိတ်နှလုံးအေးချမ်းစွာထားနိုင်ရေးကမိမိပြောလိုက်၍စိတ်ပြောင်းသွားမည်မဟုတ်သောလူမျိုးကိုတတ်တည်ပြပြောဆိုနေရခြင်းထက်ပို၍တန်မိုးရှိသည်ဆိုသည်ကိုသဘောပေါက်ထားမှာဖြစ်ပါတယ်။တိုက်ပွဲတိုင်းတိုက်ဆရာမလိုသလိုလူတိုင်းကိုလည်းရှင်းလင်းပြောပြဖို့မထိုက်တန်ပါဘူး။တခါတည်းမှာရှောင်ထွက်သွားနိုင်ရမှာဖြစ်ပါတယ်။ဤကလည်းပြောเสียရမရှိ၏မဟုတ်အချို့လူများဟာ နားထောင်ဖို့အဆင်သင့်မဖြစ်သေးသည်ကိုသိသွားခြင်းကြောင့်ဖြစ်ပါတယ်ထို့သော လူမျိုးများကို ရှင်းပြရမည်ဆိုသော တာဝန်ကိုမှမရှိတော့ပါဘူးပြည်သူ့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်